ာညာချမ်းလေးပါရှင်မြို့တော်ရဲ့ April 28ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ရင်းလဲ့လဲ့ထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ကပ္ပဆာ73ပြစ်ခတ်တိုက်ခိုက်ခံရပြီး9ဦးသေဆုံးကအရာရှိ3ဦးအပါအဝင်10ဦးပြင်းထန်ဒဏ်ရာရရှိတဲ့သတင်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ကုန်းလမ်းတွေပိတ်ခတ်ထားရလို့တအူးကိုဆက်လီစီကကြက်သုံးသိန်းအထိမြင့်တက်နေတဲ့သတင်း စစ်လက်လက်နဲ့အတုံးဆောင်တွေကိုမှတ်ကြောက်တင်ခံရတဲ့အထိထုတ်လို့ရန်စစ်ကောင်းဆောင်ပြောတဲ့တဲ့စစ်ကောင်းစီရဲ့စီမံချက်နဲ့ကျေးရွာတွေကပြည်သူတွေကိုအခမဲ့စေဝါကူတာပေးနေတဲ့တဲ့ပြည်သူတွေထမငွေကြေးအတိအကျကောက်ခံတာတွေပြုလုပ်နေတဲ့အုပ်ချုပ်ရေးမှူးတော်ဦးပြစ်ခတ်ရှင်းလင်းခံရတဲ့တဲ့ထမ်းနဲ့ထမ်းမှတွေးဆုံပြီးတဲ့နောက်အပြစ်ခတ်ရဲစဲရေးတိုးတက်မှုကိုမျှော်လင့်ကြောင်းဇလန်စကီးပြောတဲ့တဲ့ အဆရှိတဲ့သတင်းလေးကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကဖဆာဆက်သုံးပြစ်ခတ်တိုက်ခိုက်ခံရပြီး9ဦးသေဆုံးကအရာရှိ3ဦးအပါအဝင်10ဦးပြင်းထန်ဒဏ်ရာရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းစင်မဝဲမြို့နယ်မှာဧပြီလ25ရက်နေ့ည7:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီရဲ့ကဖဆာဆက်သုံးအတွင်းကို ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warrior for Myanmar BWR အဖွဲ့ကထုတ်ပြန်ထားပါတယ်။ စင်ပါဝဲမြို့နယ်ရှိစစ်ကောင်စီရဲ့အမတ်ဆက်သုံးကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပဆာဆက်သုံးအတွင်ကိုတရားခုံမမရှော့တိုက်တုံး၁၀လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။ကပ္ပဆာဆက်သုံးကိုတိုက်ခိုက်ခဲ့တဲ့ရှော့တိုက်တုံး၁၀လုံးစလုံးအရေးပါတဲ့ primer ဆက်ယုံအပါအဝင်တခြားဆက်ယုံတွေကိုလည်းထိမှန်ပောက်ကွဲခဲ့ပြီး primer workshop အတွင်ကို၃လုံးကြာရောက်ပောက်ကွဲခဲ့တယ်လို့သိရှိရပါတယ်။ခမေကေရှော့တလုံးအထိမှပျက်စီးပြီးမီးလောင်ခဲ့တယ်လို့သိရှိရပြီးဂါလန်9000ဆက် FO PY မီးထိုးစီတိုလောက်ကမီးလောင်ပျက်စီးမှုနဲ့တာဝန်ကျအရာရှိ၃ဦးနဲ့တပ်သား9ဦးဒဏ်ရာပြင်းထန်စွာရရှိပြီး၅ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတာဆာရ16မြင်းဆောင်တရာမကွေးကိုဆက်လက်ပို့ဆောင်ခဲ့တယ်လို့ကနအူးစုံစမ်းသိရှိရကြောင်း Brave Warrior for Myanmar BWR အဖွဲ့ကထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warrior for Myanmar BWR အဖွဲ့ရဲ့ဦးဆောင်မှုနဲ့မဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းလုံဆောင်ခဲ့တာလို့လည်းသိရှိရပါတယ်။ အဆိုပါကပ္ပဆာ73ကပြည်သူတွေကိုတပ်ဖြတ်ရမှာစစ်ကောင်စီရဲ့အဓိကအသုံးပြုတဲ့အသေးစားကြည်စမ်းမအစအကြီးစားလေရင်ဘုံသီးတွေအထိပြုလုပ်ရမှာအဓိကအသုံးပြုတဲ့ဒီတိုနေတာနဲ့ပရိုင်မာတွေကိုအဓိကထုတ်လုပ်ပေးနေတဲ့အရေးပါဆုံးကာကွယ်ရေးပစ္စည်းစက်ရုံဖြစ်တယ်လို့လည်းသိရှိရပါတယ်ကပ္ပဆာ73ရဲ့ပရိုင်မာစက်ရုံမှာထုတ်လုပ်တဲ့ပရိုင်မာတွေကိုအသုံးပြုနေရတဲ့အတွက်စက်ရုံပြည့်စည်ရင်ကပ္ပဆာ3ကပ္ပဆာ5ကပ္ပဆာ5 ပါစာ7နဲ့ကပါစာ15ကပါစာ16နဲ့ကပါစာ21တို့ရဲ့ထုတ်လုပ်မှုတွေလည်းထိကိုက်မှာဖြစ်ပြီးပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေကိုအ धिक ဒုက္ခပေးနေတဲ့စစ်ကောင်စီရဲ့စီရေးအချက်အချာနေရာတွေကိုဖြိုခွင်းနိုင်မှသာမျိုးဥတော်လည်းအောင်မြင်နိုင်မှာဖြစ်တာကြောင့် BWN ရဲ့ Mission 34အနေနဲ့အောင်မြင်စွာဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ တိယသတင်းဘောအနေနဲ့တိုက်ပွဲပြင်းထန်နေတာကြောင့်ကုန်းလန်းနေပိတ်ခန့်ထားရလို့တအူးကိုဆက်လီစီကစက်သုံးတဲ့အထိမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘိတ်တဝဲလမ်းမိုက်မှာဧပြီလ18ရက်နေ့ကစပြီးစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNN တွေတို့နဲ့အတူပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးဘိတ်တဝဲလမ်းမိုက်ပိတ်ထားရတယ်လို့ဒေသတွင်သတင်းမြင့်တေထံကစုံစမ်းသိရှိရပါတယ်။တိုက်ပွဲတွေကြောင့်ဘိတ်တဝဲလမ်းမိုက်ပိတ်ခန့်ထားရတာဖြစ်ပြီး ခရီးသွားပြည်သူတွေက ရေလမ်းကိုအသုံးပြုနေရကအမြန်ရရင်စီးနှင်းကလူတအူးကိုကြက်သုံးသိန်းအထိပေးရတယ်လို့ဒေသခံတွေပြောဆိုချက်တွေအရာသိရပါတယ်။ကုန်ကားတွေခရီးသည်ကားတွေကိုပိတ်ထားတယ်။တိုက်ပွဲဖြစ်တာဒီနေ့နဲ့ဆိုကိုရရှိပြီပေါ့။စဖြစ်တဲ့ရက်ကတော့ကုန်လန်းတွေပိတ်လို့တာမန်နဲ့ပဲကူရတယ်လို့ဒေသခံတအူးကမြို့တော်ကို ပြောပါတယ်။တိုက်ပွဲစတင်ဖြစ်ပွားတဲ့ရက်တွေကတာမန်စီးကလူတအူးကိုသုံးသိန်းချက်ပေးရပေမယ်။အခုရက်ထဲတာမန်ဆက်လီစီးက 9000ချော့ပေးတယ်လို့လည်းဒေတာခန်တွေကပြောဆိုထားပါတယ်။ဆက်လက်စီးကလူတယောက်ကို3သိန်းပေးရတယ်။ကလေးလူကြီးအကုန်တူတူပဲ။တိုက်ပွဲဖြစ်တဲ့ရက်တွေကတော့လူများတယ်။အခုရက်ပိုင်းလူနေတော့တယောက်2သိန်းခွဲပဲပေးရတော့တယ်။9000ချော့ပေးလိုက်တယ်လို့ဆက်လက်စီးပြီးခရီးသွားသူတဦးကမြို့တော်ကိုပြောပါတယ်။ဘိတ်တော်ဝဲလမ်းမိုင်းမှာစစ်ကောင်စီနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းနဲ့ပါပစ်ခတ်နေတယ်လို့လည်းသိရှိရပါတယ်။ အဆိုပါတိုက်ပွဲတွေကြောင့်ကုန်းလန်းတွေပိတ်ခံထားလို့ဒေသခံပြည်သူတွေနဲ့ခရီးသွားပြည်သူတွေအခက်အခဲဖြစ်နေကြတယ်လို့လည်းဒေသတွင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ဆစ်လက်နက်နဲ့အသုံးဆောင်တွေကိုမှတ်ကြောက်တင်ခံရတဲ့အထိထုတ်လို့ရန်စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မနေ့ကဧပြီလ26ရက်နေ့မှာကြာရောက်တဲ့စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေမှာအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က စစ်လက်နက်နဲ့အသုံးဆောင်တွေကိုမှတ်ကြောက်တင်ခံရတဲ့အထိထုတ်လုပ်ရန်ပြောကြားခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြထားပါတယ်။စစ်ကောင်ဆောင်ကကောက်ကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေနဲ့ Power to the Four တပ်မတော်အတွက်ဆွာအားရှိရမယ်ဆိုတဲ့စောင့်ပုံးနဲ့အညီစစ်လက်နက်ပစ္စည်းအမျိုးမျိုးအားစွဲရည်ပြေဝစွာတပ်မတော်တို့ထုတ်လုပ်ပေးသွင်းနိုင်ခဲ့တဲ့အတွက် KSSS တာဝန်ထမ်းဆောင်ခဲ့ကြတဲ့တပ်ဖွဲ့အကြီးအကဲများတပ်ဖွဲ့ဝင်အရာရှိစစ်သည်များနဲ့ဝန်ထမ်းများအလုံးကိုမှတ်တမ်းတင်ဂုဏ်ပြုတီကိုပြောကြားလိုကြောင်း စစ်လက်နက်နဲ့ဆေးအသုံးဆောင်ပစ္စည်းဆိုဒီမှာစစ်မြေပြင်တွေမှတ်ကြောက်တင်ခံရမည်ဖြစ်သည်ဖြင့်အရေးအသွေးပိုကောင်းတဲ့အကောင်အောင်စွမ်းဆောင်နိုင်ရည်မြင်မာတဲ့မြင်မာအောင်နေပယ်ဆောင်မှစူးစမ်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်းအမှားစကားမှထည့်သွင်းပြောဆိုခဲ့ပါသည်စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေမှာစစ်ကောင်ဆောင်ပြောသွားတာနဲ့ပတ်သက်ပြီးစီရီယံဘုံမှုဆွဲတော်ကိုမြို့တော်ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ဘကိုးအနောက်ချမ်းကပ္ပဆဆက်ယုံနေအနည်းအထိအေနဲ့ပူပေါင်းတက်တဲ့ရဲ့ထိုးစစ်ရောက်လာလို့ ကပ္ပစတွေကစင့်ကလျာဖြစ်နေချိန်မှာမကြောက်တင်ခံရနိုင်တဲ့အသည့်ဆက်လက်နဲ့အတိုးဆောင်တွေထုတ်လုပ်ဖို့ပြောတာကတော့အတော်ကြီးစရာကောင်းပါတယ်မကြောက်တင်ခံရနိုင်ဖို့ထက်ကပ္ပစတွေမကြောက်အောင်တော့စစ်ကောင်စီဘက်ကတော်တော်လုပ်ရမှာပါလို့ပြောဆိုထားပါတယ်အေနဲ့ပူပေါင်းတက်တရဲ့ထိုးစစ်ဟာညောင်ကျိုးစခန်းကိုတင်ပိုက်ပြီးတဲ့နောက်ဘရောင်းတက်နေတဲ့ကကပ္ပစ6နဲ့ကပ္ပစ9အနီးထိရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့စီမံချက်နဲ့ကြေးရွာတွေကပြည်သူတွေကိုအခမဲ့ဆေးဝါးကုသပေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းမှာဧပြီလ26ရက်နေ့မှာစစ်ကောင်စီကကြေးရွာတွေကိုစီမံချက်နဲ့အခမဲ့ကျမကြီးစောက်ရှောက်မှုနဲ့ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေတယ်လို့ဒေတာတွင်သတင်းမြစ်တီထံကစုံစမ်းသိရှိရပါတယ်။စစ်ကောင်စီရဲ့စီမံချက်နဲ့ပဲခူးတိုင်းကပဲခူးမြို့နယ်အတွင်းရှိဖျားကလေးကြေးရွာအုပ်စုဝမ်ဘဲအင်းကြေးရွာအုပ်စုရွာသိပ်ကိုင်းတာကြေးရွာအုပ်စု ြင်းမုံကြီးကျေးရွာအုပ်စုဒိုင်ဦးမြို့နယ်ကကြိုက်စကောကျေးရွာအုပ်စုဖျားကြီးကွင်းကျေးရွာအုပ်စုစတဲ့ကျေးရွာတွေကပြည်သူတွေကိုအခမဲ့ဆေးဝါးကုသပေးတာဖြစ်တယ်လို့ဒေသခံတွေပြောဆိုချက်တွေအရသိရှိရပါတယ်။သွားဆရာဝန်တွေရောမျက်စိဆရာဝန်တွေရောအကုန်ပါတယ်။သွားအတုပါတစ်ခါလေးစိုက်ပေးတာတာဖာမီယာနဲ့အယူအကျော်ဆရာဝန်တွေလည်းပါတယ်။သွားအတုကတော့တပတ်လောက်ကြာမှရမယ်ပြောတယ်။မိုးပုံစံတော့ယူသွားတယ်လို့တောက်ကူတောက်မှုခံယူခဲ့သူနဲ့နှိဆက်သူတဦးကမြို့တော်ကိုပြောပါတယ်။ ဘကိုးမြို့ကဂရင်900ဆေးရုံကြီးကဆရာဝန်နေနဲ့အထွေထွေယောဂကုဆေးရုံကြီးကတာဖာမီရဲ့ကလေးအယိုမျက်စိသွားနေအထွေထွေယောဂကုတမားတော်နဲ့အထူးကုဆရာဝန်ကြီးတွေကဆေးကုသပေးနေတာလို့သိရပြီးလူနာပေါင်း400ကျော်လာရောက်ပြတ်တာတယ်လို့စစ်ကောက်စီမီဒီယာတချို့ကဖော်ပြထားပါတယ်။မျက်မှန်ပါဝါချိန်ပေးတယ်။မျက်မှန်ကတော့ကိုယ့်ဘာသာလို့ရမယ်ပြောတယ်။တိမ်ကွယ်တာတို့ကအစခွဲပေးတယ်။ဆေးကတော့ကိုယ့်ဘာသာဝေရတာ။ သူတို့ပေးတဲ့ဈေးကတော့အားဈေးလောက်ပဲပေးတာလို့နောက်ထပ်ဒေသခံတဦးကမြို့တော်ကိုပြောပါရယ်ဘကိုးတိုင်းမှာစစ်ကောင်စီကစီမံချက်နဲ့အခုလိုဈေးဝါကူတာပေးနေတာဖြစ်ပြီးပြည်သူတွေအတွက်အဆင်ပြေတာဖြစ်ပေမဲ့ဘလို့ရည်ရွယ်ချက်နဲ့ပြုလုပ်ပေးနေတယ်ဆိုတာကိုတော့မသိဘူးလို့ဒေသခံတွေကပြောပါရယ်ဈေးဝါလာရောက်ကူတာသူစုစုပေါင်း411ဦးလာရောက်ပြသကြတယ်လို့သိရှိရပြီးလူနာများအထဲမှာအထွေထွေယောဂလူနာ142ဦးတာဖာမီရဲ့လူနာ48ဦး လေးလူနာ12ဦး၊အယိုးလူနာ106ဦး၊မျက်စိလူနာ69ဦး၊သွားနှင့်ခရီးယောဂလူနာ35ဦးစေကုသပေးခဲ့ပြီးသွားတုပြုလုပ်ဖို့6ဦးနဲ့မျက်စိအတွင်းတိန်2ဦးဟာဘကိုးစေယုံကြီးမှဆက်လက်ကုသဖို့နဲ့အခြားလူနာ54ဦးကိုလည်းဘကိုးစေယုံကြီးမှာဆက်လက်ကုသဖို့ပြန်ချိန်ထားတယ်လို့စစ်ကောင်စီဝါရဖြန့် channel တွေရဲ့ပေါ်ပြချက်အရာသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်သူတွေထံမှငွေကြေးအတည်အကျကောက်ခံတာတွေပြုလုပ်နေတဲ့အုပ်ချုပ်ရေးမှူးတော်ဦးပြစ်ခတ်ရှင်းလင်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလားမြို့နယ်မှာဧပြီလ26ရက်နေ့ညနေ4နာရီဝန်းကျင်ခန့်ကပြည်သူတွေထံကငွေကြေးအတည်အကျကောက်ခံနေတဲ့အုပ်ချုပ်ရေးမှူးတော်ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့တာယာဝတီခရိုင်တရင်383နှစ်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။မင်းလားမြို့နယ်အလဲကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဆိုဝင်ကို တော်လိုင်းတပ်ဖွဲ့တွေကကက်လန်ကုန်းရွာထိပ်လမ်းပေါ်မှာတနက်နဲ့၅ချက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။အုတ်ချုပ်ရည်မှုစိုးဝင်းထံကတမျောက်တစ်ချောင်း၊ငွေသား၁၆တောင်း၊ဆိုင်ကယ်တစ်စီး၊စီးတစိုက်တုံးနှစ်ခု၊စစ်မှုထမ်းရမယ့်အမည်စရင်းပါစာရွက်စာတမ်းတွေနဲ့အတူအခြားစာရွက်စာတမ်းတွေကိုလည်းတင်စီရမိခဲ့တယ်လို့တာယာဝရီခရိုင်တရေ383နှစ်ကဆိုထားပါတယ်။အုတ်ချုပ်ရည်မှုစိုးဝင်းကစစ်မှုထမ်းကြီးလို့ဆိုကပြည်သူတွေထံမှာငွေကြေးတွေအတင်းအကျပ်ကောက်ခံတာတွေ စစ်မှုထမ်းဖို့အမည်စရင်ပါသူတွေထမ်းမှငွေကြေးအစမတန်တောက်ခံတာတွေလူငယ်တွေကိုစစ်မှုထမ်းဖို့အတိအကျစုဆောင်းတာတွေနဲ့လူငယ်တွေကိုလက်ထောက်ချပေါ်တာဆဲခိုင်းတာတွေကိုလှုပ်ဆောင်နေတဲ့အတွက်အခုလိုအရေးယူရခြင်းဖြစ်တယ်လို့သိရှိရပါတယ်။အဆိုပါပြစ်ခတ်မှုကိုတာယာဝတီခရိုင်တရင်383နှစ်တက်ခွဲနေတက်ခွဲတုံးနဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်။ဆက်လက်ပြီးတော့လေတော်လိုင်းရေးတပ်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်တွေကို အရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့တွာလာနေထိုင်တာတွေမပြုလုပ်ကြဘူးနဲ့တာယာဝတိခရိုင်အတွင်းနေရာစုံစစ်စင်ရေးတွေဖော်ဆောင်သွားမှာဖြစ်တာကြောင့်အထူးသဖြင့်မြို့ပေါ်နေပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေရဲတွေနဲ့ဝေးဝေးနေထိုင်ကြဖို့ကိုလည်းအသိပေးထားပါတယ်ရှင်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ထရန့်နဲ့ထပ်မံတွေ့ဆုံပြီးနောက်အပြည့်အခက်ရဲစဲရေးတိုးတက်မှုကိုမျှော်လင့်ကြောင်းဇလန်စကီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကအမေရိကန်သမ္မတဒိုနယ်ထရန့်နဲ့ဗာတီကန်မှာတွေ့ဆုံခဲ့ပြီးတဲ့နောက်ရုရှားနဲ့ယူကရိန်းအကြားအပြစ်ခတ်ရစရေးတိုးတက်မှုကိုမျှော်လင့်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဇယ်လန်စကီနဲ့ထရန့်တို့ဟာဧပြီလ26ရက်နေ့ကဗာတီကန်မှာကျင်းပခဲ့တဲ့ပိုယဟမင်ဂျီဖရန့်စစ်ရဲ့ဇာပနအခမ်းအနားမှာထပ်မံတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ဒါဟာဖေဖော်ဝါရီလကအင်ပီရိုမှာအပြင်းထန်ငင်းခုမှုတစ်ခုနဲ့အဆုံးသတ်ခဲ့တဲ့တွေ့ဆုံမှုအပြီးမှာ ပထမဆုံးမျက်နှာချင်းဆိုင်ထပ်မံဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။သမတနှစ်ဦးရဲ့တွေ့ဆုံမှုဟာ15မိနစ်ကြာခဲ့ကြောင်းယူကရိန်းသမတရုံကပြောကြားလာခဲ့ပါတယ်။ဇလန်စကီးကအပြည့်အခက်ရဲစဲရေးဆိုင်ရာတိုးတက်မှုရလဒ်များကိုမျှော်လင့်ကြောင်းလူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။အင်ဂျီရောဘတ်ကလည်းဧပြီလ26ရက်နေ့ကခေါင်းဆောင်နှစ်ဦးရဲ့ထပ်မံတွေ့ဆုံမှုဟာအလွန်အကျိုးဖြစ်ထွန်းသောဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ရုရှားက2014ခုနှစ်မှာတဖက်သက်ပူးပေါင်းသိမ်းပိုက်ခဲ့တဲ့ခရိုင်းမီးယားဒေသကိုရုရှားထိတ်ချုပ်မှုအဖြစ်အမေရိကန်ကအတိအမှတ်ပြုခြင်းပါဝင်တဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုထရန့်အစိုးရကအဆိုပြုခဲ့တယ်လို့မီဒီယာတွေကဖော်ပြထားပါတယ်။ထရန့်အစိုးရဟာအဆိုပြုချက်တွေကိုယူကရိန်းရောရုရှားကပါလက်ခံဖို့တိုက်တွန်းနေကြောင်းသိရှိရပါတယ်။အဲ့ဒီငြိမ်းချမ်းရေးအဆိုပြုချက်ကိုဧပြီလ26ရက်နေ့တွေ့ဆုံမှုမှာဆွေးနွေးခဲ့သလားဆိုတာကိုတော့မသိရသေးပါဘူး။ အစီအဝေးအပြီးလူမှုကွန်ရက်မှာထရန့်ကရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အရက်သားတွေနေထိုင်ရာဒေသများမြို့များနဲ့မြို့ငယ်များကိုဒုံးကျည်များနဲ့ပစ်ခတ်နေခြင်းအတွက်အကြောင်းပြချက်မရှိကြောင်းဖော်ပြခဲ့ပါတယ်။ထရန့်ကပူတင်ကစစ်ပွဲကိုမရက်ချင်လောက်ဘူးလို့သူ့ကိုတွေးစီခဲ့တယ်လို့ပြောခဲ့တယ်လို့ရုရှားအပေါ်အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်နိုင်ပွဲရှိကြောင်းလည်းအရေးအမွေပြောကြားခဲ့ပါတယ်ရှင်။ မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးကြတာပါထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးဆရာနာရှင်စနေဆိုလာအကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရနေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်